ကမ်ပလူမျိုးပေါ်မှာရက်မှုပြီးတော့သွေးတစ္ဆာသချင်းအော်ဆိုတဲ့အထက်ကတဲ့အကြောင်းအုပ်ဆရာပါဝင်၃ယောက်ကိုမေလ29ရက်နေ့မှာစစ်ကောင်စီနဲ့ဝါသွားတို့ဥဆောင်တဲ့ပြူစောထီတွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကျွန်းကတက်ကြွသူများအဖွဲ့ကဖော်ပြထားပါတယ်မေလ22ရက်နေ့ညနေပိုင်းမှာ KTV နဲ့ VR ဆိုင်ကနေအပြန်ဆိုင်ကယ်စီးပြီးတော့မြို့ပေါ်မှာ လမ်းပေါ်မှာသွေးသစ္စာတချင်းအော်ဆိုခဲ့တာကြောင့်စစ်ကောင်စီကနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့ကျောင်းဝင်းထဲမှာလာရောက်ပြီးတော့ဖမ်းဆီးသွားတာလို့ဆိုပါရယ်အဖမ်းဆီးခံရတဲ့သူတွေကကမ့်ဘလူမြို့အထက်ကတဲ့ကျောင်းအောင်ဆရာကြီးဦးမိုးထွန်းအထက်တန်းပြဆရာဦးစိုးတင်တဲ့ကျောင်းဆောင်ဦးညွန့်ဝင်းတို့ဖြစ်ကြပါရယ်ကျောင်းအောင်ဆရာဦးမိုးထွန်းကဒဇယ်နေဘက်ကဖြစ်တယ်လို့ဆိုပြီးတော့ကမ့်ဘလူမြို့မှာတာဝန်ကျတာတိတ်မကြသေးဘူးလို့ဆိုထားပါရယ်လက်ရှိမှာဇနီးနဲ့အတူနေထိုင်တာဖြစ်ပြီးတော့ကျောင်းအောင်ဆရာအဖမ်းခံရပြီးတဲ့နောက်မှာ ဇနီးကတော့ဒဇယ်ဘက်ကို ပြန်သွားတယ်လို့ဆိုပါတယ်အဖမ်းခံရတဲ့၃ယောက်စလုံးကို950ဆရာတော်ဝါတဝါရဲ့အမိန့်နဲ့ပြန်လွတ်ပေးပဲလို့ပြောပေမဲ့အခုလက်ရှိမှာတော့အဖမ်းခံထားရတဲ့လူ၃ယောက်စလုံးမလွတ်မြောက်ကြသေးပါဘူးကမ္ဘလူပြူစောတိတွေဟာကမ္ဘလူကျွန်းလှနယ်မြေမှာ လူသက်ဆက်ကြေးကောက် ပြူစောတိအဖွဲတွေအတင်းအဓမ္မဖွဲ့ခိုင်းနေတဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေမှာဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတယောက်က TM Media ကိုပြောဆိုပါတယ်ကျွန်းလှတဲ့ရမြန်ရက်ွက်ကနေထိုင်တဲ့သူပြူစောတိကောင်းဆောင်ပွာကြီးခေါ်ကျော်စွာလင်းဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတိုက်ခံနိုင်ငံရေးအုပ်စုဝင်တွေကိုဖမ်းဆီးစစ်ဆေးတပ်ဖြတ်တာတွေလုပ်ခဲ့ပါတယ်ဗရောက်မြန်ရက်ွက်မှာနေတဲ့အလုတ်လက်မဲ့နောင်ခိုင်ဦးဆိုသူဟာမဘာသာဥဝတော်ရဲ့ပြူစောတိအဖွဲ့ရဲကို အာနာသိမ့်ပြီးတဲ့နောက်မှာဝင်ရောက်လာပြီးတဲ့နောက်ကျော်ဝချမ်းသာလာသလိုရာဇဝမှုမျိုးစုံကျူးလွန်မှုတွေအမိန်ပေးခိုက်စင်နေတဲ့သူလို့ဆိုပါရယ်စစ်မှုထံအာရမဆင့်ခေါ်တာတွေကိုလည်းဥဝတဝရဲ့ပြူစော်တီအဖွဲ့ကအတင်းအာရမပြုလုပ်နေရမှာအမျိုးသားမရှိတဲ့အိမ်တွေမှာဆိုလို့ရှိရင်အမျိုးသမီးတွေကပါအတင်းအာရမဆင့်ခေါ်နေတယ်လို့ဆိုပါရယ်စစ်မှုမထမ်းကျင်တဲ့အိမ်ဆိုလို့ရှိရင်လစဉ်၃သိန်းကနေပြီးတော့၅သိန်းကျပ်အထိပိတ်ဆောင်ရပါတယ်။မဲပေါက်ပြီးတော့မှမလိုက်ချင်တဲ့သူဆိုလို့ရှိရင်သိန်း90နဲ့သိန်း100ကျပ်အထိ ပေးဆောင်ပြီးတော့လူစားထိုးဖို့အတွက်လူရှာလို့ရမှကင်းလွတ်ခွင့်ရတယ်လို့ဆိုရတယ်ပြူစောထီမဖွဲ့တဲ့ရွာတွေကိုအန်ဒီရပြုတ်မယ်မိရှုမယ်လို့ချင်းချောက်တဲ့အတွက်ကြောင့်မဖွဲ့ကျင်မဲ့နဲ့ဖွဲ့ရတဲ့ရွာတွေလည်းအများပြားရှိနေတယ်လို့ဆိုပါတယ်ကျွန်းလာမြို့နယ်လဲလှကျေးရွာစံပြကျေးရွာတဖန်းစိတ်ကျေးရွာတွေမှာ လူအများပြားကို ဖန်းစီစစ်ဆေးတက်ဖြတ်နေတဲ့အတွက်အဲ့ဒီရွာတွေကိုပြူစောထီလူတက်ကုန်းလို့ဒေသခံတွေက ခေါ်ဆိုကြောင်းလဲ ပြောဆိုကြပါတယ်စစ်ကောင်စီအနာသိန်းတဲ့၄နှစ်တာကာလအတွင်းမှာလူခွင့်ရေးအချို့ပေါက်ခံရတာထောင်တွင်းညှဉ်းပန်းနှိပ်စက်တာစေကုသခွင့်အလုံးလောက်မပေးတာတွေကြောင့်ရွာငန်းမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဥအောင်စုံမင်းအပါဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၅ယောက်ဖမ်းဆီးတပ်ဖြတ်တာကိုခံခဲ့ရပါတယ် ဒါအပြင်နေရစွန့်ခွာရှောင်တိတ်နေရတဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်17ရောင်းနဲ့တိုင်းဒေသလွှတ်ပြီးနယ်လွှတ်တော်ကိုယ်စားလှယ်73ရောက်တော့ဟာလုံလောက်တဲ့စေကုသခွင့်မရတာကြောင့်တိတ်ဆုံးသွားခဲ့တယ်အဲ့လို CRPH ကမနေ့ကဇွန်လ4ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ဒီနေ့ချိန်အထိပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်17ရောင်းနဲ့တိုင်းဒေသပြည်နယ်လွှတ်တော်ကိုယ်စားလှယ်50တယောက်ကိုလည်းစစ်ကောင်စီက ဖန်စီထင်းသိမ်းထားဆဲဖြစ်တယ်လို့ဖော်ပြပါတယ်ဒါအပြင်ဖန်စီခံထားရတဲ့နိုင်ငံတော်သမရဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်အပါဝင်ဖန်စီထင်းသိမ်းခံထားရတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအတွက်လဲစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စကိုင်းမြို့တိန်နဲ့ကြွရမှာ ရှိတဲ့နေအိမ်တွေကို ဒီနေ့ဇွန်လ9ရက်မနေ့အစောပိုင်း6နာရီ38မိနစ်လောက်မှာစစ်ကောင်စီရဲ့တပ်တွေကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးခဲ့တယ်လို့ဒေတာတွေမှာရှိတဲ့သတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီကမနေ့3နာရီမှာကြေးရွာအတွင်းကိုဝင်ရောက်လာပြီးတော့6နာရီ38မိနစ်မှာနေအိမ်တွေကိုစတင်မိရှုဖျက်ဆီးတာလို့ဆိုပါတယ်ဒါအပြင်မှာ မနေ့ကဇွန်လ4ရက်နေ့မှာလဲစကိုင်းမြို့အနောက်ချမ်းကစစ်ကောင်စီတပ်သားအင်အား 200လောက်ပါတဲ့စစ်ကြောင်းဟာပေါက်တော့ကြီးရွာနဲ့ပေါက်မြန်ကြီးရွာဘက်ကိုလက်နက်ကြီးနဲ့၅ချက်ပစ်ခတ်ခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။မနေ့ကမနေ့9နာရီလောက်မှာလဲစစ်ကောင်စီတပ်မ33ကတပ်သားအပြစ်ပါတဲ့ Fokker နှစ်စီးနဲ့ထွက်လာပြီးတော့ကောင်းမှုတော်ဖရားနဲ့စရေးရွာကြားကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်သွားတယ်လို့ဒေတာတွေမှာရှိတဲ့သတင်းရင်းမြစ်တွေကဖော်ပြကြပါတယ်။ မြန်မာနိုင်ငံငလျင်ပေးဒုက္ခသည်တွေကူညီဆောက်ရှောက်ရေးအတွက် EU ဥရောပသမဂ္ဂကကုလသမဂ္ဂစာနယ်ရိက္ခာအဖွဲ့ WFP ကတဆင့်ယူရို5သန်းပေးအပ်လှူဒါန်းပါတယ်။အဲ့ဒါလိုလှူဒါန်းမှုတွေကြိုဆိုကြောင်း WFP World Food Program ကထုတ်ပြန်ပါတယ်။ငလျင်ပေးတဲ့ဒေသတွေမှာရှိတဲ့ဒုက္ခသည်အထူးသဖြင့်မိခင်နဲ့ကလေးတွေအတွက်စာနယ်ရိက္ခာတွေကို WFP ကကိုယ်တိုင်သွားရောက်ပြီးတော့လှူဒါန်းမယ်ဆိုတဲ့အတွက်ကြောင့် EU ကလှူဒါန်းလိုက်တာလို့ဆိုပါတယ်။ WFP က လိုအပ်နေတဲ့ဒုက္ခတွေတွေစီကိုတချို့တရိုက်သွားပြီးတော့လှူဒန်းမှာဖြစ်ပြီးတော့သူတို့ရဲ့ main ဖက်အဖွဲ့အစည်းတွေကနေတဆင့်လဲနောက်ထပ်တချို့ကိုလှူဒန်းမှာဖြစ်ပါတယ်အစိုးရမဟုတ်တဲ့ဒေသခံ NGO တွေကနေပြီးတော့တဆင့်လှူဒန်းတာမျိုးလဲရှိလိမ့်မယ်လို့ဆိုပါတယ်မြန်မာသိခင်က EU နဲ့ WFP ကိုယ်စားလှယ်တွေငလျင်ဘေးတင်မန္တလေးနယ်မြေကိုတွားရောက်ကြည့်ရှုခဲ့ပြီးတော့လူပေါင်း2,800ဟာဆက်လက်အခါမလုံမလောက် ဖြစ်နေကြောင်းတွေ့ခဲ့ရပြီးတဲ့နောက်မှာအခုလိုလှူဒါန်းလာလို့ဆိုပါရတယ်။ကုလသမဂ္ဂစာနယ်ရိက္ခာအဖွဲ့ WFP ဟာမန္တလေးစကိုင်းရှမ်းတောင်နေပြည်တော်အပအဝင်ငလျင်တန်းအစိုးဆုံးခံရတဲ့ဒေသတွေမှာရှိတဲ့ပြည်သူ၄သိန်းကျော်အတွက်အစားအစာငွေကြေးနဲ့အရေးပေါ်အာဟာရအဖြစ်အစားအစာတွေကိုလှူဒါန်းခဲ့ပြီးပြီလို့ဆိုပါရတယ်။ကချင်ပြည်နယ်မကြီးနားမြို့မှာပြင်းအား၄.၈ရှိတဲ့အသေးစားငလျင်တစ်ခု ီကနေ့မနေ့ဆက်တနာရီ15မိနစ်မှာလှုပ်ခတ်သွားတယ်လို့ဥရောပမြေတဲပင်လယ်ငလျင်တိုင်းထွာရေးဌာန EMSC ကထုတ်ပြန်ကြေညာထားပါတယ်အဲ့ဒီငလျင်ကအိန္ဒိယဘက်အထိလှုပ်ခါသွားတယ်လို့ဆိုပါတယ်မြကြီးနာမြို့နေပြည်သူတွေကတော့ငလျင်ကတော်တော်အားပြုတ်တဲ့အတွက်လူနည်းနည်းလောက်ကပဲသတိပြုမိကြတယ်လို့ဆိုပါတယ်လာရှုမြို့ကနေပြီးတော့ပြန်လဲဆုတ်ခွာဖို့သဘောတူပြီးတဲ့နောက်ပိုင်းမှာကိုကန်ဒေတာကန်တွေကိုမက်စီထိန်ချုံး ရင်ကျန်းနယ်မြေတွေအတွင်းတွာလာခွင့်ပြုတဲ့တရုတ်နိုင်ငံတွင်းတွာလာကပ်ပြားထုတ်ဝေပေးနေတယ်လို့ကိုကန့်ဒေတာကန်တွေကပြောပါတယ်အဲ့ဒါလို့တရုတ်နိုင်ငံအတွင်းတွာလာခွင့်ကပ်ပြားထုတ်ပေးတာဟာလာရှိုးကနေပြီးတော့ပြန်ဆုတ်ပေးရတဲ့ညှိနှိုင်းဆွေးနွေးကြစဉ်တုန်းကရခဲ့တဲ့သဘောတူညီချက်လို့ဆိုပါတယ်အဲ့ဒါလို့ကပ်ပြားရရှိဖို့အတွက်ကိုကန့် MNDAA အထူးဒေသတက်မှာနေထိုင်ကြောင်းအိမ်အောင်စုစည်ရင်အပြစ်မှာအထူးဒေသမှတ်ပုံတင်လဲလိုအပ်မှာဖြစ်ပါတယ် အဲ့ဒီမှတ်ပုံတဲ့အစ်စ်လျှောက်ထားမယ်ဆိုလို့ရှိရင်တရုတ်ယွမ်ငွေ80ပေးရမှာဖြစ်ပါတယ်အထုဒေတာတက်မှာနေထိုင်တဲ့သူမှုတ်ခဲ့လို့ရှိရင် ကိုကံအဖွဲရဲ့ထောက်ခံချက်ကိုလိုအပ်မှာဖြစ်ပါတယ်အထုဒေတာတက်မှာနေထိုင်သူကိုကံလူမျိုးမဟုတ်သူတွေအနေနဲ့ဒေတာကံအဖြစ်လျှောက်ထားမှတ်ပုံတင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုကံဒေတာအတွက်အကျိုးဆောင်နေသူဖြစ်ကြောင်းတက်တည်ပြဖို့လိုအပ်တယ်လို့ဆိုပါတယ်ကိုကံဌာနတွေမှာနှစ်ရှည်တာဝန်ထမ်းဆောင်မှုတဲ့သူတွေနဲ့ ိုးကန့်ဒေတာအတွက်ယင်းနှိမ့်မြုပ်နှံထားတဲ့သူတွေကိုကိုးကန့်ဒေတာအကျိုးဆောင်ရွက်သူလို့သတ်မှတ်တယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကိုဒေါ်နယ်ထရန့်ရဲ့အမေရိကန်ဆိုရကပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်အဲ့ဒီနိုင်ငံတွေကတော့မြန်မာအပြင်အာဖဂန်နစ္စတန်ချက်ကွန်ဂိုအီရီထရီးယားအီကွေဒိုရီးယားဂီနီယားဟေတီအီရန်ဆိုမာလီယားလီဗျား ဆူဒန်ယေမန်တို့ဖြစ်ကြပါတယ်ပြပအကြမ်းဖက်မှုအန်ဒီရဲ့ကာကွယ်ရေးဥပဒေအရအခုလိုပိတ်ပင်လာလို့ဆိုပါတယ်အဲ့ဒီနိုင်ငံအများစုဟာအမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးမကောင်းမွန်ကြတဲ့နိုင်ငံတွေဖြစ်ကြပါတယ်မြန်မာကိုဗကြောင်ထည့်သွင်းပြီးတော့ပြည်ဝင်ခွင့်ပိတ်တယ်ဆိုတဲ့အကြောင်းပြချက်ကတော့မြန်မာနိုင်ငံကလာရောက်သူတွေဟာဗီဇာတက်တန်းကျော်လွန်ပြီးတော့နေထိုင်တာလုံးဝမပြောင်းတော့ဘဲအမေရိကန်မှာခိုလုံခွင့်လျှောက်ထားတာတွေကိုတွေ့နေရလို့လို့ဆိုပါတယ်နောက်ထပ်ခုနှစ်နိုင်ငံကတော့လုံးဝပိတ်ပင်ခံရတာမျိုးမဟုတ်ဘဲနဲ့တစိမ့်တဒေသ ကတ်သက်ခံရတာမျိုးဖြစ်ပါတယ်အဲ့ဒီနိုင်ငံတွေကတော့ Burundi, Cuba, Laos, Venezuela, Sierra Leone, Turkmenistan, Togo နိုင်ငံတွေဖြစ်ကြပါတယ်မြန်မာနိုင်ငံကနေចောင်းသားဗီဇာရှောက်ထားဆဲဖြစ်တဲ့သူတွေနဲ့ဒုက္ခသည်ခလုံခွင့်ရှောက်ထားသူတွေအတွက်ဘလို့အကျိုးတရားမှုဖြစ်လာမလဲဆိုတာကိုတော့အခုချိန်ထိရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဒေါ်နယ်ထရန့်သမရဖြစ်လာပြီးတဲ့နောက်ပိုင်းမှာကုညီထောက်ပံ့ငွေတွေကိုဖျက်တောက်ခဲ့တဲ့အတွက်မြမရေးကူညီနေတဲ့ပရာဟိတအဖွဲ့အစည်းတွေအခက်အခဲကြုံတွေ့ရတယ်လို့ သတင်းမီဒီယာတော်တော်များများအတွက်လည်းထောက်ပံ့ခြင်းတွေရပ်ဆိုင်းသွားတာကိုခံခဲ့ရပါတယ်ယာယီအပြစ်ခက်ရက်ဆဲထားကြပေမဲ့စစ်ကောင်စီတပ်နဲ့တအားအမျိုးသားတပ်မတော် TNL တို့ကြားထဲမှာနှစ်ဖက်စီရင်တက်မာနေတယ်လို့ PSLF TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကမနေ့ကဇွန်လ၄ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။အပြစ်ရထားပေမဲ့စစ်ကောင်စီကထိုးစစ်တွေဇက်တိုက်လုပ်နေလို့ TNLA ကခုခံနေရတာလို့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကဆိုပါတယ်။ Much လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နိုင်ဖို့လူသားချင်းစာနာမှုအရာနောက်တလယာယီအပြစ်ရထားပေးမယ်လို့မြောက်ပိုင်းညီနောင်သုံးဘက်ကထုတ်ပြန်တယ်လို့စစ်ကောင်စီဘက်ကလည်း အလားတူထုတ်ပြန်ထားပါတယ်စစ်ကောင်စီအနေနဲ့အပြည့်ရမယ်လို့ကြေညာထားပေမဲ့ပြီးခဲ့တဲ့မေလအတွင်းရှမ်းပြည်မြောက်ပိုင်းကနောင်ချိုမိုးကုတ်မိုင်းလုံးကြောင်မဲမိုင်းငော့မန်ဒုံမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှု55ကြိမ်နဲ့ဒရုန်းတိုက်ခိုက်မှု330ကြိမ်လုပ်ခဲ့တဲ့အကြောင်းအဲ့ဒီထဲမှာနောင်ချိုမြို့ဟာတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပြီးတော့သေဆုံးသူ9ယောက်နဲ့ထိခိုက်ဒဏ်ရာသူ18ယောက်ရှိခဲ့တယ်လို့ TNL ကအ သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုသွားပါတယ်။တန်းဘလောင်အမျိုးသားလက်မျိုးရေးတက် TNL အပေါ်မှာလဲတေးအစိုးရရဲ့ဖီအားကဆက်ရှိနေပြီးတော့အဲ့ဒီဖီအားကိုဖြည့်ရှင်းနိုင်ဖို့နီးလန်းရှာနေတယ်လို့ TNL ရဲ့ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးကဆိုပါတယ်။အခုလက်ရှိအချိန်ထိတော့တေးအစိုးရက TNL နဲ့ဆက်ဆက်နေတဲ့နေဆက်ဂိတ်တွေကိုပိတ်ပင်ထားစေဖြစ်ပါတယ်။နောက်ပြီးလက်ရှိ KIA နဲ့ဖြစ်ပွားနေတဲ့နေမြေအငင်းပွားမှုပြဿနာကိုလည်းပြည်သူတွေအနေနဲ့စိုးရိမ်ကြမလို့ဘူးလို့ TNL ကဆိုပါတယ် မဟာမိတ်ချင်းချင်းကြားမှာ ဖြစ်နေတဲ့နည်းမြေအငင်းပွားမှုဖြစ်တာကြောင့်မဟာမိတ်ဆက်ဆံရေးရုံးကနေတဆင့်အပြန်အလှန်ပြဿနာဖြစ်နေတာတွေကိုဖြေရှင်းသွားမှာဖြစ်တဲ့အတွက်စိုးရိမ်စရာမလိုလို့မလိုသလိုအချင်းချင်းစားဖို့ဆက်သွယ်တာဘဝအဆင့်တွေးဆဆွေးနွေးတာတွေအတွက်ကိုလည်းကျူးပန်းနေတယ်လို့လွေးရည်ဦးကပြောပါတယ်တွေးဆမှုအတွက်နေရာတွေကညှိနှိုင်းနေစေပဲဖြစ်တယ်ဟိုဘက်ကအချိန်မရတာဒီဘက်ကအချိန်မရတာဟိုဘက်ကမအားတာဒီဘက်ကမအားတာတွေကြောင့် တွဲဆောင်ဖို့အဆင်မပြေသေးဘူးလို့ KIO KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတော့မီဒီယာတွေကိုပြောဆိုထားပါဗျ။ငလင်ကြောင်ယာယီအပြစ်ခတ်ရဆဲထားကြောင်ကြင်ညာထားကြပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တအားအမျိုးသားလက်မျောက်ရေးတပ်မတော် TNLA တို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့နောင်ချုံမြို့နားကကံကြီးရွာအထိစစ်ကောင်စီထိုးစစ်ဆင်လာတဲ့အတွက်မြို့ကန်ပြည်သူတွေစစ်ဘေးတိမ်းရှောင်နေရပါတယ်လို့ဒေသခံ တရင်ချင်းမြစ်တချို့က TM Media ကိုပြောပါတယ်ပြီးကြတဲ့ဇွန်လ3ရက်နဲ့4ရက်နေ့တွေမှာစစ်ကောင်စီတပ်ဟာနောင်ချုံနဲ့တောင်ခန့်ကြားမှာရှိတဲ့ရှောက်ချုံနဲ့ကံကြီးရွာဘက်အထိထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်တိုက်ပွဲမှာစစ်ကောင်စီဘက်က drone ပုံးနဲ့လက်နက်ကြီးအမြောင်များအသုံးပြုတိုက်ခတ်နေတာဖြစ်ပြီးတော့ကံကြီးရွာဘက်ကိုစစ်တပ်ဘက်ကရသွားပြီလို့လဲစစ်ကောင်စီကိုထောက်ခံတဲ့လူမှုကွန်ရက်စာမျက်နှာတချို့ကရေးသားကြပါတယ်ကံကြီးရွာဟာနောင်ချုံမြို့နဲ့ခုနှစ်မိုင်ဝန်းကျင်သာ ဝေးပြီးတော့ပြီးခဲ့တဲ့နှစ်ရတာတိုက်ပွဲတွေမှာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးတချို့နောင်ချုံမျိုးတွေကိုကြားရောက်ခဲ့တဲ့အတွက်ကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူတွေလည်းရှိတယ်လို့ဆိုပါရယ်စစ်ကောင်စီဟာနောင်ချုံမျိုးကိုပြန်ရဖို့အတွက်အပြင်းထန်ထိုးစစ်ဆင်နေပြီးတော့ TNL နဲ့ပူပေါင်းအဖွဲ့တွေထက်စစ်ရေးတာလောင်း drone နဲ့လေကြောင်းတိုက်ခတ်ရေးတွေကိုပို့ပြီးတော့အသုံးပြုနေပါတယ်နောင်ချုံမျိုးနယ်ကရွှေမော်ထောနောင်လယ်မဲဘုတ်စတဲ့ကြေးရွာတွေကို TNL ကအဲ့ဒါလိုပြင်းထန်တဲ့ ထိုးစစ်တရေဒဏ်ကြောင့်လက်လွတ်ပေးထားရတယ်လို့ဒေတာကန်တွေက ပြောကြပါတယ်ခင်ဗျာ TM Media ရဲ့နောက်ဆုံးရသတင်းတွေကိုဂျွန်လ9ရက်နေ့အတွက်ထုတ်လွှင့်ကြေညာပေးနေတာဖြစ်ပါတယ်ခင်ဗျာ